အားလုံးပဲမင်္ဂလာပါတကြာနေ့နဲ့ကြိုဆိုပါရစေကျမတို့မျိုးပါဒီခါမှာတော့ GLPD M4 ဖြည့်ဆိုမဲ့သူတွေအတွက် reading ပေါ့နော်မိကုံးဟော old questions လေးတွေကိုပြင်ဆင်ထားပါတယ်ဆိုအပိုင်း၄ပါဆိုထုံးစံတိုင်းမှာစာပတ်ကြီးမဖတ်ခင်မှာ question and answer တွေကမိကုံးလေးကိုတစ်ခေါက်နားလည်အောင်အရင်ဖတ်ထားရမှာပေါ့နော်ဇမ်ဘူတဲ့ ikura haraimasuka ဇမ်ဘူတဲ့ ikura haraimasuka စုစုပေါင်းဘလောက်ပေးချေရမလဲတဲ့ဒါဆိုရင်တို့တွေစာပတ်ဖတ်တဲ့အချိန်မှာဒီငွေကြေးနဲ့ပတ်သက်တဲ့ဟာတွေတစ်ခါတည်းတွတ်သွားမယ်နော် โอเคဒါဆိုစာပိုင်းလေးကိုတစ်ခေါက်လောက်ကိုယ့်အသက်ကိုဖတ်ပြီးတော့မှနားလည်အောင်လုပ်ထားပေးပါ ဒါဆိုရင်ကျွန်မနဲ့အတူတူတစ်ခေါက်လောက်ဖတ်ကြည့်ရအောင်ဘောပူဆောင်ကယောကန်နီထိုမတ်တဲမီတိုင်းဒတ်စ်ဟာနာလျောကန်နိုဖူရိုတိုဒိုယီရဲကဇီတဲအီရူဟေယာဝါဂောဆန်အန်ဒတ်စ်ဖူရိုကနိုင်ဟေယာဝါဇန်အန်ယာဆုခုဒိုယီရဲမိုနိုင်တို့စာရာနီဂောဟယာကူအန်ယာဆုခုနာဒီမတ်စ်ဟီတိုရီတဲထိုမာရူတို့ 部屋代は10%多く払わなければなりません。でも、友達の紹介なので、払わなくてもいいと言われました。食事は朝は1円、夜は3500円です。部屋は一番安いのがいいです。でも、夕食は日本料理を旅館で食べたいです。それで、英語を学びましょう。 ဘောပူဆန်ဝယောကန်နီထိုမတဲမီတိုင်းဒတ်မစ္စတာဘော့ကဒီဂျပန်စတိုင်တဲခိုကန်မှာတဲကြည့်ချင်ပါတယ်တဲ့ဟာနာလျောကန်တို့ဖူရိုတို့ထိုရီတဲကဇီတဲအီရူဟေယဒါဆိုရင်ဒီတဲခိုကန်ပေါ့နော်ဒီဟာနာဆိုတဲ့တဲခိုကန်ရဲ့ရေနွေးကန်နဲ့အိမ်သားတွဲလျက်ပါတဲ့အခန်းကားတဲ့ဂေါ်ဆန်အန်ဒတ်ရန်9000ဖြစ်ပါတယ်ဖူရိုကနိုင်ဟေယဝဆန်အန်ယာဆုခုဒါဆိုရင်ဒီရေနွေးစိန်နဲ့ကန် မပါတဲ့အခန်းက1000သက်သာမယ်တဲ့။ဒါဆိုရေနွေးစိမ့်တဲ့အခန်းမှာပါတဲ့အခန်းဆိုဘယ်လောက်ဖြစ်မလဲ။ရန်၄000ပေါ့နော်။သူရည်တယ်မနိုင်တော့စာဒာနိကိုဟျာကူအန်ရာဆုခုနာဒီမတ်ထရိုင်လက်ပါမပါဘူးဆိုလို့ရှိရင်တော့နောက်ထပ်900ထပ်ပြီးတော့တတမယ်တဲ့အဲဒါဆိုရင်3ပိုင်းဖြစ်သွားပြီเนาะပုံမှန်ရေနွေးကန်ရောအိမ်သာရောပါရင်9000ရေနွေးကန်မပါရင်4000 ရေနွေးကန်ရောအိမ်သားမပါဘူးဆိုရင်900ထပ်ပြီးတက်သားရဲဆိုရတော့3500ဒါဆိုအခန်းမျိုးစားသုံးခုဖြစ်သွားပြီဟီတိုရီတဲ့ထိုမာရူတို့ဟေရဒိုင်ဝါဂျိုပါဆန်အိုခူဟာရာဝါနာခဲတဲ့ဗနာရီမာဆန်တယောက်ပဲတဲမယ်ဆိုရင်တော့အခန်းကကိုတစ်ဆက်ရခိုင်တော့ထပ်ပြီးတော့အပိုးမပေးလို့မရပါဘူးတဲ့ဆိုနှစ်ယောက်တဲတယ်ဆိုရင်တော့ပေးစရာမလိုတယောက်တဲတဲရင်တော့ပေးရမယ်ပေါ့နော်ဒဲမို့တို့တော့လေထုံမူသားချင်းတို့ရှော့ကိုင်းနာတော့တဲ့တငယ်ချင်းကမိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက်ဟာရဝနာကိုတဲမို့အီတို့ you are much တာ မပေးလဲရပါတယ်လို့ပြောခံခဲ့ရပါတယ်တဲ့ဒါဆိုလို့ရှိရင်အခန်းကကခု9000အခန်း4000အခန်း3500အခန်းတူတူပဲဈေးထပ်မပြောင်းသေးဘူးရှော့ကူဂျီဝါအာစာဝဆန်အမ်ဆိုအစားတောင်းနဲ့ပတ်သက်ပြီးတော့မနက်ခင်းဆိုလို့ရှင်ရန်တထောင်ယောရုဝဆန်းဆန်းခေါ်ဟျာကူအန်ဒါစ်ညနေခင်းအစားစားဆိုရင်3500ဖြစ်ပါတယ်တဲ့ကဲဒါဆိုသူကအစားစားဘယ်ဟာတွေရွေးမလဲတစ်ချက်လောက်ကြည့်အောင်မယ်နော်ဟေယဝအချိပန်ရာဆိုရင်တော့ကအီဒါစ်အခန်းကတော့တဲ့ဈေးအသက်သာဆုံးကအဆင်ပြေပါတယ်တဲ့ ါဆိုအခန်းဈေးသက်သာဆုံးရွေးတာဖြစ်တဲ့အတွက်ဘယ်ခန်းကိုရွေးရလဲ3500ခန်းကိုရွေးသားမယ်နော်3500ခန်းရွေးသွားတယ်။ဒဲမိုသို့တော်လည်းပဲ you shoku wa nihon lyori o yokani tabe tai das သို့တော်လည်းပဲတဲ့။ညနေစာကိုဂျပန်ဟင်းလျာကိုဒီတဲခိုကမှာစခြင်းပါတယ်တဲ့။ဒါဆိုရင် तू မနှက်စာနဲ့ညနေစာမှာဘယ်ဟာပဲ तू ရွေးလိုက်လဲ။ညနေစာပဲရွေးလိုက်တဲ့အတွက်ခုန3500ကိုနောက်ထပ်3500ထပ်ပေါင်းမယ်။ဒါဆိုဘယ်လိုဖြစ်သွားမလဲ။အလုံးပေါင်း9000ပေါ့နော်။ နာနာဆန်အန်ပေါ့နော်ကဲဒါဆိုရင် question and answer တွေရဲ့ question တွေကိုတစ်ခေါက်လောက်ချိန်တရာပြန်ဖတ်မယ်နော်ဇမ်ဘူတဲ့အခုရာဟာရိုင်းမတ်စ်ကစုစုပေါင်းဘလောက်ပေးချေရပါမလဲတဲ့ဇဲကိုင်ဝါအချီပန်သတ်ဒါဆိုရင်ဒီစာပိုင်လေးကိုလေ့လာရတာအဆင်ပြေမယ်လို့ယုံကြည်ပါတယ်နော်နောက်ထပ်နောက်ထပ်မေကိုဟောင်း old questions လေးမှာလည်းအတူတူပြန်တွေ့ကြပါဦးမယ် Bye bye